ားလုံးပဲမိပါပါရှင်။ငှက်ကတွန်း channel ကနေကြိုဆိုလိုက်ပါ යි ။ဒီ channel လေးကတော့စိတ်ဝင်စားကြငှက်ကတွန်းပုံမြင်လေးတွေကိုတစ်ဆက်ပြီးတော့မှဖြစ်လို့ channel လေးကို like and subscribe လေးလုပ်ထားပြီးရောဗီဒီယိုအသစ်တွေတနင်္လာသိရှိနိုင်အောင်လေးဘေးနားလို့ဒီခန်းလောင်းလေးကိုလည်းနှိပ်ထားပေးကြပါအောင်ရှင်။ Donut တွေကမော်ဆန်တဲ့တစ်ပင်ကြီးကလေးတို့မြင်မြန်စားကြပါဒီနေ့မမေလုံးရှိရဲ့။မမေရေဒီနေ့ရောသမီးတို့အစာစားပြီးအပြင်သွားစောကြမလို့ပါ။ဟုတ်တယ်မမေ တမီးတို့အပင်လေးပေါ်မှာဒန်းလို့ပြီးစီးမလို့ပါပျော်ရှားရည်တိလားဟုတ်ပါပြီတမီးတို့ရဲ့ဒါပေမဲ့အရန်အဝေးကြီးထီလဲရှာမသွားကြနိုင်ဘူးနော်တော်ရစ်မှာမော်ဆန်နဲ့တစ်ပင်ကြီးတစ်ပင်ကြားကောလာဟာလာပြန့်နေတယ်မော်ဆန်နဲ့တစ်ပင်ကြီးဆိုတာဘလို့အပင်မျိုးပြောဟာလဲမမေမမေလဲအဲ့အကြောင်းသိမသိပါဘူးကလေးရဲ့ဒါပေမဲ့တတိရောထားကြနော်အဲ့ဒီအပင်နာရောက်တဲ့တတ္တဝါတိုင်းရုတ်တရက်ပျောက်ကွယ်သွားကြတယ်လို့အမိကြဘူးတယ်ကိုကြီးကတော့အပင်ပေါ်မှာထိုင်ပြီးအော်ပြောနေခဲ့ပါတယ်ဦးဦးကြီးကရဲ့ တမီးတို့မှော်စံတဲ့အပင်ဘယ်မှာရှိလဲဆိုတာပြောပြလို့ရမလားယင်လိုက်ခဲ့ကြကလေးတို့အဲ့ဒီအပင်ဘယ်မှာရှိလဲဆိုတာဦးဦးလိုက်ပြမယ်ဦးမသိရဘာမှမရှိဘူးကလေးတို့ရဲ့ပြီးနောက်မှာတော့ကိုကြီးကံရောငှက်ကလေးနှကောင်လုံးမှာအဲ့ဒီအပင်ကြီးရှိရာအရက်စီကိုပြန်တန်းသွားပါအောင်လေဟိုးအရက်မိုက်တဲ့အပင်ကြီးပါလားကလေးတို့လာကြဦးလေးတို့အဲ့ဒီအပင်ကြီးကနေအရက်တရက်လောက်သွားခုကြည့်ကြရအောင်သူတို့ဟာအဲ့ဒီမော်ဆန်တဲ့အပင်ကြီးကနေအရက်တရက်ခူးလိုက်တာနဲ့ အတန်အကျဲကြီးတခုကဟိမ့်ထွက်လာပါတယ်။ဘသူရိယများငါ့အပြန်နဲ့အရွက်ကိုခူးရဲတာလေ။သူတို့တောင်းရလောအရန်ကိုကြောက်လန့်သွားကြပါတယ်။ဖျားကြီးကလေးတို့မမေဒီယိုမလာရအောင်လို့တားခဲ့တယ်မလား။ဒီညွက်ဆန်းကျဲတဲ့တပင်ကြီးနဲ့မပတ်သက်ဖို့မှားခဲ့တယ်မဟုတ်ဘူးလား။အခုဘာတွေဖြစ်ကုန်တာလဲ။အဲ့ဒီကအတန်ကြီးအောင်ဘယ်ကနေရောက်လာလဲ။အဲ့ဒီချိန်မှာကြီးမားရဲ့ချင်းသိကြီးတကောင်ကသူတို့အရှိကိုရုတ်တရက်ကြီးပေါ်လာခဲ့ပါတယ်။တောပီရင်ချင်းသိကြီးရှင်သူတို့ကကျွန်တော်မျိုးမရဲ့ကလေးတွေပါ သူတို့ရဲ့စိတ်ထဲမှာမကောင်းတဲ့အကြံစီတွေနဲ့လောဘကြီးလုံးဝမရှိကြပါဘူးဘုရင်ကြီးရှင်သူတို့ကဒီတိုင်းဒီမော်ဆန်နဲ့အပင်ကျိုးမြင်ဘူးကျင်ကြရုံမှာဘသူကဘလို့ဖြစ်ပြီးဘသူ့ကိုဘလို့စီရင်ရမလဲဆိုတာငါကိုယ်တိုင်ပဲဆုံးဖြတ်မယ်မိဘမှပြောပြကြမလို့ကဲပါအောင်မမေမမေရေကဲပါအောင်အဲ့ဒီချိန်တိကျအရန်ကြောက်ဖို့ကောင်းတယ်မမေမင်းတို့မကြောက်ပါနဲ့ကလေးတို့မင်းတို့ရဲ့စိတ်ထဲမှာလောဘမရှိဘူးဆိုတာငါသိပါအဲ့ဒါကြောင့်မင်းတို့ငါခွင့်လွှတ်ပေးလိုက်ပါချင်းတိတ်ကြီးရဲ့စကားကြားပြီး ငှက်ကလေးတွေကအယံကိုပြော့သွားကြပါတယ်။ပြီးတော့သူတို့ရဲ့အမိကိုလည်းသူတို့ကတိပေးလိုက်ကြပါတယ်။သမီးတို့နောက်တခါမမေခွင့်ပြုချက်မရပဲ။သမီးတို့နောက်တခါမမေခွင့်ပြုချက်မရပဲနဲ့ဘာမှမလုပ်တော့ပါဘူးလို့ကတိပေးပါမမေ။မမေတားနေလျက်နဲ့ဆွလုံးမိရဲ့အတွက်ကြောင့်သမီးတို့ကိုခွလွတ်ပါမမေ။တော်ရဲကလေးတို့ဒါအသင်ငန်းစာကြိုးကြပါ။လိလာချင်သိရှိတာကောင်းပါတယ်။ဒါပေမဲ့လိမ္မာပါနံမှုမရှိပဲလိလာတာကိုအတွက်စိုးကျိုးတွေရလာစေနိုင်ပါရဲ့ ကျွန်မပြောတာမှန်တယ်လို့ထင်တော့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ဖို့မေတ္တာရက်ခံပါ යි အားလုံးကျေးဇူးတင်ပါတယ်ရှင်တောမြကြီးတွေမှာအရန်ကိုတာယာလှပါတဲ့စမ်းကြောင်းလေးတစ်ခုရှိပါတယ်ဒီစမ်းကြောင်းလေးနားမှာဒီရာလို့ခေါ်တဲ့ဖြူဖွေးပြီးလှပါတဲ့နမ်းမလေးတစ်ကောင်နေထိုင်ပါတယ်သူကအရေးချင်းရှိပြီးညံလေးကောင်းပါတယ်သူကစိတ်ထားလေးကောင်းပြီးအိမ်နားမှာရှိတဲ့အခြားသောတတ္တဝါတွေအားလုံးကိုလည်းတန်းတူညီမျှဆက်ဆံပါလူလဲစစ်တူရေးလေးနဲ့လှလှပပကတတိတ် တောင်းမလီဟာလဲလူလေจิตူရီလီနဲ့လလာပပါကတတဲ့တောင်းမလီဟာလဲနီရာရဲ့တငယ်ချင်းတွေပဲဖြစ်ပါမနက်ခင်းတိုင်းမှာအဲဒီစံကြောင်းလီနာမှာသူတို့တငယ်ချင်းတွေအားလုံးဆုံကြပါနီရာကကလေးတွေကိုရေကူးတင်ပေးပါအဲဒီချိန်မှာဂျန်တဲ့ငှက်ကလေးတွေကလည်းတကြည်ကြည်နဲ့တာယာနာပြောပဲတချင်းစုလေးရှိကြပါနီရာမမနီရာတော်လဲတော်ပြီးစိတ်ထားလိုက်ကောင်းနေအကူညီလိုအပ်တဲ့သူတွေကိုလည်းအများနဲ့ကူညီပေးတယ်။ညီမတို့တကယ်မမနဲ့နေရအယမ်းပျော်ပါရဲ့ မမလိုလိုနောက်ထပ်မရှိနိုင်တော့ပါဘူး။ဒါပေမဲ့တနည်းမှာတော့သူတို့အားလုံးဒုက္ခအကြီးကျယ်ရောက်ခဲ့ပါ යි ။မိုးခေါင်တဲ့ဒုက္ခကိုသူတို့ကြုံတွေ့ခဲ့ရပါ යි ။နေအရန်ပြင်ပြီးတော့စံကြောင်လေးတစ်ပြေးပြေးနဲ့ချက်သိလာခဲ့ပါ යි ။ငားလေးတွေလည်းအသက်ဆုံးရှုံးရပြီးတန်လေးတွေလည်းညုံနှံခဲ့ရပါတော့။ကြီးငယ်အပေါင်းတို့ကလည်းအရန်ကိုစိတ်ပူနေခဲ့ကြပါ යි ။တောင်မလီယာပြောလိုက်ပါ යි ။ရှိတာမရှိခင်အရာအလုံးပြီးဆုံးသွားလိမ့်မယ်ဘသူမှဘာမှလုပ်နိုင်တော့မှာမဟုတ်ဘူး ငါတို့တခြားနေရာမှာရေလိုက်ရှာတဲ့နေ။သူတို့အားလုံးကနီရာကိုအာကုတ်တကြီးနဲ့ကြည့်ခဲ့ကြပါ යි ။တငယ်ချင်းတို့အားလုံးလုံးဝစိတ်မပူကြပါနဲ့။ကျမရေကိုမရမချင်းလိုက်ရှာပါမယ်။နောက်နေ့မနက်မိုးလင်းလာနဲ့နီရာကပြန်ပြီးရေလိုက်ရှာခဲ့ပါ යි ။သူမဟာအချိန်အတော်ကြာပြန်တန်းပြီးရဲ့နောက်မှာလက်ထောက်ရရှိတဲ့နေရာကိုကြော်ဖြတ်ခဲ့ရပါ යි ။ပြီးတော့ကန္နာရလို၆သိနေတဲ့နေရာတွေကိုလည်းဖြတ်ကျော်ခဲ့ရပါ යි ။ဒီလိုနဲ့တနေရာအရောက်မှာတော့သူရေကိုတွေ့ခဲ့ပါ යි ။ ဒါပေမဲ့ညစ်ပတ်ပြီးနန်ဆော်နီရဲ့ရေရီတာဖြစ်ပါတယ်။အဲဒါကြောင့်နီရာကအဲဒီရေကိုကြော်ပြီးနောက်ထပ်ဆက်လက်ရှာဖွေနေခဲ့ပါတယ်။ဂီလန်ကအရန်ရှိပြီးခက်ခဲခဲ့ပါတယ်။ဒါပေမဲ့နီရာကဇွဲမလျှော့ခဲ့ပါဘူး။ဒီလိုနဲ့တတိယမြောင်နေ့မှာတော့နီရာကတန်ရှင်းနေရေတကွန်တစ်ခုကိုရှာတွေ့ခဲ့ပါတယ်။အဲဒီရေတကွန်နားမှာတန်ရှင်းပြီးလှပရဲ့စမ်းကြောင်းငယ်လေးတစ်ခုလည်းရှိနေခဲ့ပါတယ်။နီရာမှာတော့သူ့ကြိုးစားမှုရဲ့ရှာလက်ကြောင့်ပျော်ရွှင်လို့မျက်ရည်ပါစိုခဲ့ရပါတယ်။ ကျိုးစားရတဲ့သူတွေအတွက်ရလက်ကောင်အမြင်ရှိနေပါရဲ့ဆိုရဲစကားအမှန်ပါပဲ။နီရာဟာသူမရဲ့တငယ်ချင်းတွေစီကိုပြန်သွားပါ යි ။ပြီးတော့အားလုံးကိုဆူပြီးပြောလိုက်ပါ යි ။တငယ်ချင်းတို့တငယ်ချင်းတို့စိတ်ပူကြမလို့တော့နော်။ကဘာတက်လေတကူကကျမတို့စောင့်ကြုံနေပါပြီ။ပြီးတော့သူတို့အားလုံးဟာအဲ့ဒီနေရာတက်လေစီစားပြီးခင်းနေမှာရယ်။ရဲ့အနေငယ်သာခင်းနေပြီးနောက်မှာတော့သူတို့အားလုံးဟာအရင်ဖတ်ပါတဲ့စမ်းကြောင်းလေးစီကိုရောက်ရှိသွားပါရယ်။သူတို့အားလုံးဟာအဲ့ဒီမှာပဲ ပျော်ပျော်ရွှင်ရွှင်နဲ့အတူတကွနေထိုင်သွားကြပါဦး။ကောင်းဆောင်ကောင်းတရားရဲ့ကြိုးစားမှုကလူအများရဲ့ဘဝကိုပြောင်းလဲစေနိုင်ပါတယ်။ဒီတာစီးရဲတဲ့ငတ်မလေးတကောင်ပဲဖြစ်ပါတယ်။သူမမြေကွက်လေးတစ်ခွက်ရှိပါတယ်။သူကအဲ့မှာအသီးရွက်တွေစိုက်ပျိုးပါတယ်။သူကမော်လီမိုးချုပ်သူ့စိုက်ခင်းထဲမှာပင်ပင်ပန်းပန်းအလောက်လုပ်ပါတယ်။နနေ့ကြတဲ့ခါမှာတော့သူသီးနှံတွေဖြစ်ထွန်းလာခဲ့ပါတယ်။တရားနေရဲ့တော်လီထဲမှာပဲအောင်လာဆိုတဲ့ခုတကောင်ရှိပါတယ်။အဲ့ဒီကွာတီတာရဲ့စိုက်ခင်းကိုတွေ့ပြီး တီတော့မနာလိုလားပါ့။အိုးဘာတီရဒီတခါနှစ်တီးနံနေရတကယ်ဖြစ်ထွန်းတာပဲ။နေဝင်ဝင်တွေအများကြီးရတော့မှာ။အောင်လိုက်ရဲ့စကားကြားပြီးတီရကတစ်ချက်ပြောင်းပြလိုက်ပါ့။ဒါပေမဲ့အောင်လိုက်ရဲ့စိတ်ထဲမှာတော့ငါစီမလေးစိုက်ခင်းရှိပါ့။ဒါပေမဲ့သူ့တီးနံနေရဘာလို့အမြဲတမ်းငါထက်ပိုကောင်းနေမသိ။ပြီးတော့အောင်လာကအကြံတစ်ခုရသွားပါ့။ပြီးတော့ဈေးရီကသူ့တငယ်ချင်းတစ်ယောက်စီသွားပြီးသူ့အကြောင်းပြောပြလိုက်ပါ။"ဝါ၊မင်းကြံမိုက်လိုက်တာ မနဲ့ပြန်စောစောစီသူ့ကိုငါကြည်သာလွတ်လိုက်ငါသူ့ကိုတင်ငန်းစာကံကပေးပြစ်လိုက်မယ်နောက်တနေ့ကျတော့အောင်လာကတီတိုင်းယောက်ျားကိုတူးစီသွားပြီးပြောလိုက်ပါတငယ်ချင်းဈေးထဲမှာကော်ဖီကြီးတက်တက်ဝယ်တဲ့သူရှိတယ်တီနာစိုက်ထားတဲ့ကော်ဖီပြရလဲအရန်ကောင်းတာအဲ့ဈေးရသူရောင်းလိုက်ပါလားမင်းဈေးကောင်းရလိုက်မယ်ဟုတ်လားအဲ့ဆိုငါမနဲ့ပြန်ဈေးသွားပြီးအဲ့တယောက်ကိုကော်ဖီလေးသွားရောက်လိုက်မယ်။မင်းကောင်လေးစားတာပြောပြလိုက်ပါ။နောက်တနေ့ကျတော့ကိုတူကအဲ့ဒီကော်ဖီထုတ်တွေကို ဈေးမှာသွားရောက်လိုက်ပိုင်ပြီးတော့တင်းငက်ကိုပေးလိုက်ပိုင်တင်းငက်ကလည်းအဲ့ဒီချင်းတော်ယူထားလိုက်ပိုင်ပြီးတော့ကိုတူကအချိန်တော်တိုင်းအထိအဲ့ဒီဆိုင်ရှိမှာမတန်ရက်နေပိုင်ဒါပေမဲ့တင်းငက်ကသူ့ကိုပတ်စံလုံးဝမပေးပါခဏနေရောကိုတူကတင်းငက်ကိုပြောလိုက်ပိုင်နောက်ထပ်ဘလောက်ကြာအောင်ပါလဲဘာကြာနေလို့လဲဟဲခမရအခုလေးတင်မယ်ကျုပ်ရဲ့ဒီနံတွေယူလိုက်တာလေကျွန်တော်စောင့်နေရလဲကြာနေပြီဘယ်ရဒီနံတွေလဲဟမ်မင်းဒီမှာမတန်ရက်နေရကြာပြီ ငါတော့နေပါလို့ဒီမှာမတည့်ရက်နေရလဲလို့မေးတော့မလို့ပဲအကိုဘာလို့လိန်နေရလဲမင်းကငါ့ကိုဘာလို့လိန်နေလို့ပြောနေရလဲခဏနေရောအဲ့ဒီမှာငှက်တွေအောင်လာကြပါကိုတူးရဲ့စကားကြားပြီးနောက်တခြားငှက်တွေအလုံးကတိတ်ငှက်ကိုပြောကြပါဒီမှာအကိုတိတ်ငှက်သူပြောတာသားမိုင်အကိုဆိုင်မှာတီးနံတွေရှိနေလိမ့်မယ်ငါတို့စစ်သေးကြည့်မယ်အဲ့ဒါဆိုရင်အမှန်တရားပေါ်လာလိမ့်မယ်သူတို့ဆိုင်တဲ့ဝင်ကြီးရဲ့အခါမှာဆိုင်ထဲမှာဘာမှမရှိပါဘူးဘာလို့လဲဆိုတော့တိတ်ငှက်က အောင်လာနဲ့ပူပန်ပြီးအဲ့ဒီချင်းတော့အနောက်ပောက်ကနေယူသွားပြီးဖွက်ထားလိုက်လို့ပါပဲ။ငှက်တွေအားလုံးကကိုတူးကိုပဲလိန်နေလို့ပြောကြပါရဲ့။နည်းနည်းကြတော့ကိုတူးလည်းဝမ်းနေပြီးတော့အိမ်ပြန်သွားပါရဲ့။အိမ်ရောက်တော့သူကတီရောက်အကုန်ပြောပြလိုက်ပါရဲ့။ဒါပေမဲ့ရှင်ကိုရိုင်ဘာလို့ဝင်မစစ်ခင်တာလဲ။အထဲမှာဘာတီးနေမှမရှိဘူး။ဇေရီယာငှက်တွေအကုန်လုံးကကိုလိန်နေရလို့ပဲထင်နေကြတာ။ကိုတော့ဒီတခါကလေးတွေအတွက်ဖက်နဲ့တိဝယ်ပြီးမယ်လို့စိတ်ကူးထားတာ။ဒါပေမဲ့အိမ်မက်တွေအကုန်ပြက်စီးသွားပြီ။ ဘာမှမဖြစ်ပါဖေဖေဒီဖနက်ကနောက်နှစ်နှစ်လောက်ရှိလို့ရပါသေးရဲ့ကိုတူးကသူ့သမီးလေးရဲ့စကားကြားပြီးတော့မျက်ရည်တွေကျလာခဲ့ပါအဲ့ဒီကနေ့ကကိုတူးကဝမ်းနေပြီးဘာမှမလုပ်နိုင်တော့ပါဒီလိုသာဆိုရှင်ကျမ်းမိုင်ထိခိုက်လာလိမ့်မယ်နော်လာခဲ့ပါကျမတို့သီးနှံတွေပြန်ဆိုင်ကြမယ်ပြီးရင်အဲ့ဒါကိုတခြားနေရာသွားရောက်ကြမယ်ဒါပေမဲ့ကိုတူးကစိတ်တက်တွေအရန်ကိုကြာနေပါနောက်တနေ့ကျတော့တီယာနဲ့လှလာတို့စိုက်ခင်းနဲ့သွားကြပြီး မကောင်းတဲ့အပင်တွေအကောင်လုံးနှုတ်လိုက်ပိုင်းပြီးတော့ပောက်တူးကင်ပြီးမြေကြီးတွေစွာနေပိုင်းလလကအလုံးလုံးတဲ့အချိန်မှာမြေကြီးထဲမှာအသီးတစ်ခုရှိနေတာတွေ့လိုက်ပိုင်းအမေရင်ကြည့်ပါဦးဒီအသီးလျာမှော်ဆန်နေနဲ့တူတယ်ဟုတ်တယ်သမီးလေးအမေတို့အဲ့ဒါကိုဒီနားမှာပဲစိုက်လိုက်ရအောင်ပြီးတော့တီတာကအဲ့ဒီအသီးကိုစိုက်ခင်းထဲမှာပဲစိုက်လိုက်ပိုင်းပြီးတော့သားမီးလျာလုံးအဲ့ဒီအပင်ကိုရှေးလာပြီးအိမ်ပြန်လာလိုက်ပိုင်းနောက်တနေ့မှာကိုတူကသူ့မိသားစုနဲ့အတူ စိုက်ခင်းနဲ့လာတဲ့အခါမှာအရန်ကိုအံ့ဩသွားပါတယ်။သူတို့ရဲ့စိုက်ခင်းထဲမှာတီးနှံတွေအများကြီးဖြစ်ထွန်းနေတာတွေ့လိုက်ရပါတယ်။ဒါကတကယ်အံ့ဩဖို့ကောင်းတာပဲ။ဒီတညတွေနဲ့ဒီလောက်တောင်မေးလား။ဟဲ့အဲ့ဒါဆိုမနေ့ကဟာတကယ်ပဲမှော်သစ်သီးလေးပေါ့။ဖေဖေဒီသီးတွေမြမြလေးဈေးထဲမှာတွားရောက်လိုက်ပါလား။ဟုတ်ပြီတမီးလေးဖေဖေခုပဲတွားရောက်လိုက်မယ်။ကိုတူကတီးနှံတွေဈေးထဲလာရောက်တဲ့အခါမှာတော့တိုင်းငယ်ကြီးကအရန်ကိုအံ့ဩသွားပါတယ်။ ကိုတူကတခြားသောဆိုင်တွေကိုတီးနှံတွေရောင်းပြီးဝင်ဝီကောင်းကောင်းရှားခဲ့ပါတယ်။ဒီအကြောင်းကိုအောင်နာသိတဲ့အခါသူလည်းအယံကိုအံ့ဩသွားပါတယ်။ညနေကျတော့သူကကိုတူရဲ့ဆိုင်ခင်ကိုသွားကြည့်တဲ့အခါအဲ့ဒီမှာတီးနှံတွေအများကြီးရှိနေပါတယ်။ဒီတခါတော့ငါဆိုင်ခင်တစ်ခုလုံးမီးရှို့လိုက်မယ်။အဲ့ဒါဆိုသူတို့ဘာမှလုပ်လို့မရတော့အောင်လာကစိုက်ခင်းနဲ့ကိုခြေချလိုက်တာနဲ့အောင်လာကစိုက်ခင်းနဲ့ကိုခြေချလိုက်တာနဲ့တက်လိုက်ပြီးလဲကျသွားပါ යි အဲဒီချိန်အတီလီတလုံးကစကားထပြောပါ යි ငါတို့ကိုပြက်စီးအောင်လုပ်ဖို့စင်းတော်မစင်းသားနဲ့တောင်းတော်တီးရနေအောင်လာကဘဲရအတန်လေးဆိုရာကိုရှာကြည့်နေပါဒါပေမဲ့သူဘသူ့ကိုမှမတွေ့ရပါပြီးတော့သူကလန့်ပြီးအဲ့ဒီကနေပြေးသွားပါကိုတူကအိမ်ပြန်လာပြီးတီတော့ကိုရူပီး9000ပေးလိုက်ပါပြီးတော့လှလှအတွက်အရန်ကိုလှတဲ့ဖနက်လေးတရံဝယ်လာပြီးခဲ့ပါပြီးတော့သူတို့ရဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါဦးရယ်သူစားကစီးရဲတဲ့ငမလေးတကောင်ပဲဖြစ်ပါသူစီမှာကိုပိုင်ဆိုင်ခင်မရှိပါ ဒါကြောင့်သူမကအခြားသူတွေရဲ့စိုက်ခင်းထဲမှာပဲအလုပ်သွားလုပ်ပိုင်။သူစားအဲဒီစိုက်ခင်းတွေထဲမှာကြံဟင်းကားသီးတွေစိုက်ပျိုးထားခဲ့ပိုင်။သူစားစိုက်ခင်းထဲကကြံဟင်းကားသီးတွေအစင်သိမဖြစ်သေးဘူး။ဒီတခါတော့တီးနံနေကောင်းကောင်းဖြစ်ထွန်းသွားရင်မျိုးရဲမှာဈေးကောင်းကောင်းနဲ့ရောင်းလို့ရပြီ။နောက်နှစ်လလောက်ဆိုရင်တော့အစင်သိဖြစ်ပါပြီတထေ။အေးအေးအလုပ်ကိုကြိုးကြိုးစားစားလုပ်။အဲဒီကြမှာလောက်စားရမှာ။သူစားကတနေ့ကအလုပ်ကိုကြိုးစားပြီးလုပ်ပိုင်။နှစ်လကြာပြီးရဲ့နောက်မှာတော့ ချက်ဟင်းကားသီးတွေအစင်သစ်ဖြစ်သွားပါပြီ။တထေးသာဒီဆိုင်ခင်းမြင်လို့ကတော့အယမ်းပျော်သွားမှာ။နောက်နေ့ရက်လောက်နေတထေးကငါခေါ်ပြလိုက်မယ်။သူစားပျော်ပျော်ရွှင်ရွှင်နဲ့အိမ်ပြန်သွားပြီးသူ့သမီးလေးလှလှကိုဒီအကြောင်းပြောပြပါရင်။ဒါရီအားလုံးကအမေအလုပ်ကြိုးစားခဲ့တဲ့ရလက်ပါပဲ။အမေကအဲ့လိုဒီနဲ့ဖြစ်ထွန်းလာဖို့အများကြီးကြိုးစားခဲ့ရတာ။လှလှအမေမနဲ့ပြန်ကြရင်စိုက်ခင်းနဲ့မြန်မြန်ရအောင်သွားရမယ်။အဲ့ဒါကြောင့်မမေကိုစောစောနှိုးပါအောင်။နောက်တနေ့မနက်မှသူစားက ဆိုင်ခင်းနဲ့သွားကြည့်တဲ့အခါဆိုင်ခင်းရကြံကားတီတွေအောင်းလုံးပြောက်နေတာတွေ့လိုက်ရပါတယ်။ဒါကိုတွေ့ပြီးသူစားကအရန်ကိုစိတ်ညစ်သွားပါတယ်။ဖေဟာကြီးတီးနံတွေအောင်းလုံးဘယ်ရောက်ကုန်တာလဲ။ကြံဟင်းကားတီတွေလည်းတလုံးမှမကြံတော့ဘူး။ကြံဟင်းကားတီတွေဘယ်သူခူးသွားလဲ။သူစားငုံရင်းနဲ့ကိုတူးစီကိုသွားလိုက်ပါတယ်။တထေးကြီးဆိုင်ခင်းနဲ့ကြံဟင်းကားတီတွေအခိုးခံလိုက်ရပြီးဘယ်သူခိုးသွားလဲမသိပါဘူး။ဘာပြောရင်မင်းလိန်နေရတော့မဟုတ်ဘူးမလား။နင်လောဘကြီးသွားရများလား။ တေချာနားထောင်အဲ့ဒီဒီနန်တွေအားလုံးအတွက်ပတ်စံပြောင်းရောပြီးဘလို့နီးနေဖြစ်ဖြစ်ရအောင်ယူခဲ့မဟုတ်ရင်ငါနင့်ကိုဒီရွာထဲမှာတော့နေလို့မရအောင်လုံးလိုက်မယ်နင့်ကိုရဲလက်ထဲအက်လိုက်မှာငါနင့်ကိုအချိန်တည့်ရက်ပေးမယ်ကျမပြောတာယုံမှာတတိကျမတကယ်မခိုးပါဘူးစိုက်ခင်းညအဲ့ဒီကြံဟင်းကားတွေဘယ်ရောက်သွားလဲဆိုတော့ကျမကိုယ်တိုင်တော့တေချာမသိပါဘူးဟေ့ကောင်လေးသူ့ကိုဖမ်းပြီးအပြင်ဆွဲထုတ်သွားကြစမ်းမနှက်ပြန်မနှက်ကြိုင်ငါပတ်စံအကုန်ရအောင်ပြန်ပြီးမဟုတ်ရင်ငါအစိုးမစုံနဲ့ဖခင်ကြီး ဒီပစ္စံတွေဒီလောက်အများကြီးဘယ်ရောက်ယူခဲ့ရမလဲလှက်လာလေငါကြောင့်ဝမ်းနေနေရောမှာပဲသူစားကစိုက်ခင်းနဲ့ပြန်သွားပြီးတော့ထိုင်ကုန်နေလိုက်ပါဖေးအားကြီးကျမအကူညီပါအောင်ကျန်ရင်ကားတီကိုဘသူတွေခူးသွားလဲဆိုတာကျမမသိပါဘူးမနဲ့ပြန်မနဲ့အထိကျမအိမ်မီပိုင်ရှောပစ္စံမလျော်ပြီးနိုင် ကျမတည်းမဟုတ်ဘူးကျမရဲ့သမီးတို့ပါ ရွာနေနှိမ့်ထုတ်လိုက်လိမ့်မယ်ကျမအခုဘာလုပ်ရတော့မှာလဲသူစားငုံနေတဲ့အချိန်မှာ အဲ့ကိုနှစ်သမီးလေးနှစ်ယောက်ကရှောက်လာပြီးအချင်းချင်းစကားတွေပြောနေကြပါယ်။ဟောပါယ်ငါတို့မှားသွားပြီနဲ့တူတယ်။ပြပြကျမ်းမာရေးအတွက်လိုအပ်တဲ့ကြံ့အင်းကားတွေငါတို့ကူသွားလို့ဒီစင်းရဲနဲ့ငှက်ကလေးကဒုက္ခရောက်နေပြီ။ဟုတ်တယ်နီလာယီငါတို့မှားသွားတယ်။သူ့ကိုသွားတောင်းပန်ရအောင်။ပြီးရင်ငါတို့ယူသွားတဲ့ကြံ့အင်းကားတွေပို့ပြီးပေးလိုက်ကြမယ်။နှစ်သမီးနှစ်ယောက်လုံးကသူစားစီကိုသွားလိုက်ကြပါယ်။သူစားသူတို့ကိုတွေ့ရောလန့်သွားပါယ်။သူစားရင် နေဆိုင်ခင်ကကျန်းအင်းကားသီးတွေငါတို့ကူသွားလိုက်တာပါငါတို့ရဲ့ဖေကကျန်းအင်းကားသီးဖြော်ရေးတောက်ဖို့လိုအပ်တယ်လို့လက်ပြည်ကတမားတော်ပြောလို့ပါပြီးတော့ကျန်းအင်းကားသီးကလူပြည်မှာပဲသိရပါငါတို့လက်ပြည်မှာမရှိလို့ပါအဲ့ဒါကြောင့်ငါတို့ကနေဆိုင်ခင်ကကျန်းအင်းကားသီးတွေအကုန်ခုလိုက်တာဒီနေ့ငါတို့ကကျန်းအင်းကားသီးထက်လာကူတာပါလူပြည်မှာအတီးတီးကဒီလောက်အချိန်ကြာမှငါတို့မသိခဲ့ပါဘူးသူစားရိတ်နေထောင်ယူလိုက်နော်ဒါငါတို့နေ့စီကနေခုသွားရင်ကျန်းအင်းကားသီးဖို့ပါ သူစားကရွှေကြွေပြားစီရီနဲ့ပြည်နေတဲ့ရွှေအိုးကြီးကိုတွေ့ပြီးအယံကိုပြောသားပါင်သူစားနေငါတို့ကိုကုညီလို့ရမလားပြောပါနဲ့သမီးပေါ်ပါကျမဗာများကုညီပေးရမလဲအခုနေ့ဆိုင်ခင်မှာကျန်းအင်းကတိမကြံတော့ပြီးအောင်ငါတို့နှက်ပြီမှာလဲကျန်းအင်းကတိစိုက်လို့မရအောင်တကယ်လို့ဒါနေတင်တွေပေါ်မှာအပင်စိုက်ပြီးငါတို့အစီအပြေသွားလိုက်မယ်ငါတို့နေ့ကိုပတ်စံတွေလည်းအများကြီးပေးမယ်အဲ့လို့ဆိုရင်အဲ့ဒီလေပိုင်ရှင်တွေစီမလေးအလုံးလုံးကြာမလို့တော့ဘူး ။နင်တိမ်ပေါ်မှာပဲအပင်ဆိုင်ပါ။ဘာ?တိမ်ပေါ်မှာအပင်ဆိုင်ရမယ်။အဲ့ဒါငါဘလို့လို့လုံနိုင်ပါလဲ။အဲ့ဒါနင်စိတ်မပူပါနဲ့။ငါတို့နင့်အကုန်ရှင်းပြမယ်။အခုတော့နင်လဲပိုင်ရှင်ရဲ့ပတ်စံတွေပြန်ပေးလိုက်။ပြီးရင်ငါတို့နင့်ကိုငါတို့နဲ့အတူနဲ့ပြီးခေါ်သွားမယ်။သူစားကလဲပိုင်ရှင်ကိုရော့ကျေးပေးလိုက်ပြီးနောက်နှစ်သမီးတွေကသူ့ကိုနှက်ပြီးခေါ်သွားလိုက်ကြပါရဲ့။သူစားနင်ဒီမှာကြံရင်ကားသိတယ်မဟုတ်ဘူး။တခြားသင်းနယ်တွေပါစိုက်လို့ရတယ်။ဟုတ်ကဲ့ပါနှစ်သမီးလေး ကျမမနဲ့ပြန်အလုံးစားလုပ်ပါမယ်။ပြီးရင်ကျေးဇူးလည်းအများကြီးတင်ပါရင်နော်။ကျမကိုဒီမှာစိုက်ပျိုးရေးလုပ်ခွင့်ပေးလို့။သူစားကတိမ်တိုက်တွေပေါ်မှာကြံရင်ကားသီးတွေတာမကအခြားအသီးတွေလည်းအများကြီးစိုက်ပိုင်း။ပြီးတော့သူ့ရဲ့သမီးလေးနဲ့အတူဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားပါရင်။ကဲအခုလိုမျိုးစိတ်ဝင်စားကြငှက်ကတုံပုံမြင်လေးတွေကိုကြည့်ချင်နေဆိုရင်တော့ကျမရဲ့ channel လေးကို like and subscribe လုပ်ထားပြီးခဲ့ကြပါအောင်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားကြကောင်းတဲ့ဗီဒီယိုလေးတွေနဲ့တူပြန်လာခဲ့ပါမယ်။ အခုတော့အားလုံးနှုတ်ဆက်ခဲ့ပါရဲ့နော်